ကဲကျက်သမားကလေးတို့ကြက်တီနုနုကြက်တီကြက်ပေါက်ဘွားမှာခွက်လက်ပုတ်တယ်ခြေရွက်တွေတန်တယ်မှန်တယ်နော်နောက်ကြက်ဥဝါပေါက်တယ်ပေါ်ကြက်ဥဝါရောက်သွားတယ်ခြေထွက်တွေတန်တယ်မှန်တယ်အဲ့တော့အခုဒီချိန်ကျတော့ကျွန်တော်တို့ကြက်တွေကခြေထွက်တွေမတန်တော့ဘူးနော်ခြေထွက်တွေမမှန်တော့ဘူးပဲအဲဘာကြောင့်လဲဥကောင်အဲ့တော့ဒီလိုခြေထွက်တွေရှိဒီခြေထွက်တွေမတန်တာမမှန်တာကနံပါတ်1 ကျမကြီးမကောင်းဘူးเนาะဒါလည်းဖြစ်နိုင်တယ်။နောက်နံပါတ်1ဆန့်လောက်များတဲ့ကြက်အဲဒီကြက်လည်းဖြစ်နိုင်တယ်။နောက်နံပါတ်3ကျိုးစီများတဲ့ကြက်အဲဒါလည်းဖြစ်နိုင်တယ်။နော်နောက်နံပါတ်4ကြက်ကောင်ပြီးလက်တိုင်းဝိုင်းနေမှအသေးတန်ခုပြီးမှနိုင်လာတဲ့ကြက်အဒီကြက်လည်းစီသွဲမမှန်တော့ဘူး။အဲနောက်တစ်ခါကြက်ပေါက်ကနေကြက်အုပ်တိုက်လာပြန်လာလို့နိုင်လာတဲ့ချိန်မှာအဒီကြက်တွေလည်းစီသွဲမမှန်တော့ဘူး။နောက် ကျက်တွေလက်ကြားတော့ခွဲစကားကူးတဲ့အချိန်ဒီကျက်တွေကလည်းမွေးရင်ကအခါမပြည့်စုံတဲ့အတွက်ကြောင့်မို့လို့စီတွဲမမှန်တဲ့အရာကိုဖြစ်တတ်တယ်။နောက်တစ်ခါကျက်အူမကျွတ်သေးတဲ့အချိန်မှာဒါဆိုရင်လည်းစီတွဲမမှန်တော့ဘူးဖြစ်တတ်တယ်။နောက်ရာတီဥတို့အေးဖမ်းတာများလို့ရှိရင်လည်းဒါစီတွဲမမှန်တာဖြစ်တတ်တယ်။နောက်တစ်ချက်နောက်နောက်တစ်ချက်ကျက်မများများနဲ့ထားတဲ့ကျက်ဒါဆိုရင်လည်းစီတွဲမမှန်တဲ့အရာတွေကိုဖြစ်တတ်တယ် အဲ့တော့ကိုကင်ထားတဲ့ကြက်ဒီဒီအရာတွေနဲ့ကြုံနေပြီလားတိုက်ဆိုင်နေပြီလားဒါဆိုလို့ရှိရင်တော့မင်းတို့ဒီအရာတွေကိုပြင်ဆင်ဖို့လိုတယ်နော်ဥတော်ကတော့ခြိရွတ်မမှန်တာကြက်ဒီဒီကြောင်းရင်းနေရောက်မယ်ခြိရွတ်မမှန်တာလို့ဥတော်ဘယ်လိုပဲတုံ့တက်ပြီးလိုက်တယ်နော်ကဲကလေးတွေဥတော်ကတော့ကြက်ကင်ကြီးပြောပြလို့မရလို့ဒီတိုင်းအလွတ်ပဲပြောပြတော့မင်းအဲ့တော့ဥတော်ကြက်ခုနလားတာအွယ်ပေါ့စနော်နော် အမွေးတောင်လေးတွေစုံနေမွေးတောင်လေးစုံနေပြီမဲ့လို့သူကမွေးတောင်စုံနေပြီမဲ့လို့သူကမချောက်သေးတဲ့အတွက်ကြောင့်ကြက်ကိုကင်လို့မရသေးဘူးနော်ဒါပေမဲ့လို့အဲ့လိုခုနလားသားအရွယ်ဒီအမွေးတောင်လေးတွေစုံပြီးတော့မချောက်သေးတဲ့ကြက်ဒီအဲ့ဒီကြက်တရားဟုတ်အိမ်မှာတကောင်နဲ့အနိုင်မရှိတဲ့ကြက်ဒီဆိုလို့ရှိရင်သူတို့ကထကြွထကြနေအမကြက်ဒီမင်းတို့ကခလပုံးရောအဲ့လိုခုနလားကပတ်လိုက် ခုလက်ပုတ်တော့တစ်ခါနဲ့နှစ်ခါသုံးခါဒီလိုပုတ်လာတဲ့အချိန်မှာမင်းတို့ကမာရှာလာပြီးအနိုင်ရလည်းမရှိဘူးကိုယ့်အိမ်မှာသူကလည်းဘုံဆိုအချက်ကထပြီးတော့မင်းတို့ကဝိုင်းလို့အတွေ့အကြုံရဖို့ဝိုင်းနေကိုသွားရောအဲ့လိုဝိုင်းရကိုသွားတဲ့အခါမှာဝိုင်းနေရောက်တဲ့အခါကျတော့မင်းတို့ကထပ်နိုင်မြန်နော်အဲ့တော့ထပ်နိုင်တော့ဒီချက်တက်နူးနူးနဲ့ထပ်နိုင်တဲ့အတွက်ကြောင့်အလုရတယ်မာတယ်ကြံပြစ်လာပြီမှတ်ရနော်နောက်တစ်ခါထပ်ခိုင်းပြီချက်တက်နူးရဲ့ မားတယ်အလုံးရတယ်တံဖြစ်လာပြန်နောက်၃ဝိုင်းလဲတံမျိုးဖြစ်လာပြန်နောက်ကြတော့ခါကျတော့ဒီချက်ကအန်ဒီရရှိလာမဟုတ်ဘူးအန်ဒီရရှိလာလို့မင်းက9လလားလောက်မှာအမွေးကြောင်မလျှောက်တစ်ချောက်မှာမင်းကဒါဒီကိန်းအောင်လှဲ့တာအောင်လုံးလို့မရသေးတဲ့အချိန်မှာအိမ်မှာပုံဖြစ်တဲ့တို့ကြောင့်ဒီချက်ကိုသွားတိုက်သွားပုတ်လောက်ပါအဲ့လိုလုံရင်းလုံရင်းကြိတ်ဖန်များစွာလုံးတော့ပါကျက်နုနဲ့မာတယ်ဒန်ဒီပေါ်လာတယ်ကျက်မှုနဲ့မာတယ်ဒန်ဒီပေါ်လာတယ်အဲ့ဒန်ကိုမင်းတတိမထားဘူး အဲ့မှခုဝိုင်းနေသေးရောက်လေရောနောက်ဆုံးနောက်ကြတော့ဝိုင်းနေမှာကြက်ကစိမ့်နေယူကြောက်ယူကြောက်ဟုတ်လားကိုတဲ့ကြက်အားလေးစီးရဘာလို့ကြက်အားလေးစီးရအောင်ဆိုမင်းကမာတဲ့အတွက်ကြောင့်ဥပတ်ကြက်ကိုစိမ့်နေကြက်တိုက်ရှိတဲ့ကြက်ကိုကြက်အားလေးစီးပြီးပေးတိုက်တယ်အေးအဲ့ဒီခါရှင်မှာဘာဖြစ်လို့ဆိုတော့ကြက်တည်းရနော်ဒန်နီများလာတဲ့ကြက်တဲ့နူးနူးနဲ့လှုပ်ခဲတဲ့အတွက်ကြောင့်ဒီဒန်နီများလာတဲ့အချိန်မှာကြက်ကနောက်ဆုံးကြတော့တဖြည်းဖြည်းနဲ့ဒီကြက်ကဝိုင်းထဲမှာ သူ့ခွင်ခုနစိတ်နဲ့ကြက်တဲ့ပူနာတယ်ဘာဖြစ်လို့လဲဆိုအယူတက်မရှိဘဲနဲ့မာခဲလို့ဟုတ်လားအယူတက်မရှိဘဲမာခဲလို့အဲ့တော့အယူတက်ရှိတဲ့ကြက်ကတဖြည်းဖြည်းနဲ့နော်ကိုအယူတက်နဲ့ရိုင်းပြီးစောင့်ပြီးရဲ့အချိန်မှာနောက်ဆုံးကြတော့ကြက်ကချုံပေးရတာလို့ကောက်ပေးရတာလို့ထွက်ပြေးရတာလို့အဲအဲ့ဒီမှာကြက်ထွက်ပြေးရောထွက်လဲထွက်ပြေးရောငါကြက်အရင်တော့ကကြက်တာကောင်းခဲ့အခုကမှဘာလို့ နိုင်ကြပြီအခုဒီလူချက်ကြည့်တဲ့တိုက်ကမှာဘာဖြစ်လို့ဖတ်ပြေးတာတော့ကိုအရင်မျိုးမျိုးပါတခါချုပ်ချုပ်မစင်တဲ့စိတ်ခေါင်းထဲမှာပေါ်လာအဲ့ဒါဘာလို့ပေါ်လာအမမင်းတို့အဲ့စိတ်မပေါ်လာနဲ့ဘာဖြစ်လို့ကုချက်မျိုးကမှန်ပြီလားဟုတ်လားအဲ့ခုနလူလူနဲ့လှုပ်ခဲ့တဲ့အတွက်ကြောင့်မို့အလို့ချင်းနဲ့တွေ့ရချိန်မှာမာခဲ့တဲ့တန်ကအဲ့ဒီမှာသွားဆောင်ပြီးရချိန်မှာသူကမခံနိုင်တဲ့ကြောင့်ဖတ်ပြေးရအဲ့တော့ဥရောဖာမှာရှိတဲ့ကလေးတွေအဲ့တော့ကြက်ယူကြက်တဲ့နူးနူးကြက်တွေ ခုတ်လည်းမပုတ်ဘူးနဲ့ဘိုင်းလုံးအတွေ့အကြုံမထားဘူးနဲ့ဥတော်ကဒါလေးအကျဉ်းချပေးတာနော်ဒါလေးအကျဉ်းချပေးတာပါအဥတော်ကြက်တွေကင်နေလို့ရှင်လိုင်းပေါ်မှာကြက်တွေကင်ပြီးရောနေရှင်ကြက်တွေဟာကြက်ရှိုးတွေကောင်းတယ်ဖွဲ့စည်းပုံတွေကောင်းတယ်ကြက်တွေရှိုးတယ်ဥတော်ဘာဖြစ်လို့အေးမင်းတို့အရင်တော့လည်းငါပြောဘူးကြတယ်ကြက်ဖောက်တဲ့နေရာမှာအဓိကပဲအဲ့တော့ဒီကြက်ရှိုးတွေဒီလိုကြက်ဖွဲ့စည်းပုံတွေကောင်းတယ်ဆိုတာ ဒါလူနဲ့အများကြီးတက်ဆိုင်တယ်အဲ့တော့မလို့ကြက်ဖောက်တဲ့အခါမှာဆွတ်လွတ်အနစ်နာခံမှုဆွတ်လွတ်ပြည့်ရတဲ့တက်တီမွေးရမယ်လို့ပြောထားတယ်အဲ့တော့ဥတော်ရဲ့ကြက်ဖောက်တဲ့နေမှာအချိန်မှာရွယ်ချက်နှစ်ခုရှိတယ်နံပါတ်1ရွယ်ချက်ကညှိုးလို့စစ်မှန်မှုနောက်နံပါတ်2ရွယ်ချက်ကကြက်ရှိုးကြက်ဖွဲ့စည်းပုံကောင်းမှုအဲဒီနှစ်ချက်ကိုရွယ်ပြီးတော့နောက်ပိုင်းကျမှကြက်ကောင်းတာသွားပြီးခွက်တာတကယ်လို့ကြက်ကကောင်းပြီးတော့ဖွဲ့စည်းပုံမရှိဘူးတွင်လဲ အဒီချက်တည်းဟာတုံးရတာဝိုင်းထဲမှာတိတ်ရေထဲမှုလဲကြတော့အဆင်မပြေဘူးအဲ့တော့အခုအခုတော့ဒီအုပ်ကိုပြောပြမယ်ဒီဒီပြောလေဒီဒီအုပ်မှာပေါ့ဒီအုပ်မှာဆိုရင်ဟုတ်ဒီအုပ်မှာဆိုရင်အဖ၅កောင်အမ၃កောင်ပါတယ်အဲ့တော့ဒီမှာဆိုရင် तू ဒီဒီချက်ချိုးဆိုလို့ရှိရင်ဒီချက်ချိုးဆိုရင်ဒါခြံထားလို့ရပြီနော် ဖ5កောင်ပါတယ်အမ3កောင်ပါတယ်အားလုံး6កောင်6កောင်လုံးရှင်းတယ်အဲ့တော့ဒီချက်ရှုံးမျိုးဆိုရင်ဒါခြံထားလိုက်မယ်เนาะနောက်တစ်កောင်နောက်တစ်កောင်ဒီမှာကျက်မှာဒီအမရဲမှာဆိုရင်လေသူတစ်កောင်အောင်မဖွဲ့စည်းပုံတဲ့ကျန်တဲ့အမတွေကဟိုလေပင်သေးတာနဲ့ပေါင်သေးတာနဲ့ဖွဲ့စည်းပုံပြက်တယ်เนาะဒီမှာဒီဒီမှာဒါဒီဓမ္မလေးခြံထားလိုက်ဒါဒါဒီဒီအုပ်ထဲမှာဒီမတ္တမကောင်းတယ်နော်နောက်နောက်တော့ အဲ့နောက်တော့အဲ့ဒီမှာဒီအုပ်ထဲမှာအဲဒီကြက်ကောဒါလည်းကြက်ရှိုးကောင်းတယ်နော်ခွဲကြီးကောကောင်းတယ်ဥပဒီရုပ်ကောင်းတယ်လေဦးလေတိုင်းကောင်းတယ်ခါးဆန်းကောင်းတယ်အဲဒါလေးတွေဆိုနော်တွန်းနေပြီနော်အဲ့တော့အောက်မှာပြောင်းမှုတိလေးရတော့ရွှေထားပြီးကိုအဲ့တော့ဒီအလိုဖွဲ့စည်းပုံမျိုးကိုဥကောင်အခုလို့ဒါရှန်လာတာအဲ့နောက်တကောင်ဒီအဲ့ဒီမှာတကောင်ဒီမှာတကောင်နော် အဲ့တော့ဒီလူဖွဲ့စည်းပုံကောင်းတဲ့ကြက်မျိုးတွေကိုရွေးချယ်ထားပြီးတော့ဖွဲ့စည်းပုံပြတ်တဲ့ကြက်တွေကိုဒါကဘေးကိုဖယ်လိုက်ဒီမှာအတက်လေးတွေကြောင်းမှုကြီးတွေခွာထားတယ်အဲ့တော့ဒီလူကြက်တွေဖွဲ့ဖို့ဆိုရင်ဒါလူကပြင်ဆင်မှုလို့အဲ့တော့ကြံတဲ့၃កောင်ရောဆိုအမကြံတဲ့နောက်ထပ်၃កောင်ကြံတာပေါ့ကြံတဲ့၃កောင်ထဲမှာအမတစ်កောင်နဲ့အမအမနှစ်កောင်နဲ့အဖတစ်កောင်ကဒါကဖွဲ့စည်းပုံမလှဘူးမလှတော့ကြောင်မလို့အဲ့ကြက်တွေဥတော့ လေကျင်းနဲ့ထည့်ပြီးရှင်းလိုက်ပြီအဲ့တော့မင်းတို့တွေလည်းကြက်တီးဥလိုထွက်ရှင်လေကောင်းကောင်းနေဥရည်ချောချောတန်တန်နေထွက်ရှင်နေလို့လို့ချင်းဖွဲ့ကြီးကကောင်းတဲ့ကြက်မျိုးကိုစတဲ့မယ်နော်မျိုးမျိုးစစ်မှန်ရမယ်နောက်ပိုင်းမှာကြက်ကောင်းတာကိုအထေရရွေးထုတ်မယ်ဒါဆိုရင်မင်းတို့ဒီကြက်တီးဒါမင်းတို့ဒီလိုပုံစံမျိုးတွေပဲကိုင်နိုင်တဲ့အနေထားကိုကြောက်သွားမှာဟုတ်ပလား ကဲဒီနေ့ဥပဒေဖန်မှာရှိတဲ့ဥပဒေရဲ့ကလေးတွေမင်းတို့ကြက်ဝိုင်းကိုနေတိုင်းသွားနေပြီလားနော်ဥပဒေမေးချင်တာလေးကမင်းတို့ကြက်ဝိုင်းကိုနေတိုင်းသွားနေပြီလားအဲ့တော့နေတိုင်းသွားနေပြီဆိုရင်ဒီပုလေးကိုနားထောင်ရမယ်မင်းတို့ကြက်ဝိုင်းကိုနေတိုင်းသွားတယ်ဆိုတာကိုကြက်တွေကိုကင်ပြီးတော့သူရင်ကိုရင်နော်မိုက်ယူရဆံပြီးအဆုံးနိုင်ဆော့တဲ့ကစားသမားလားနော်နောက်တစ်ချက်ဒါမှမဟုတ်ငါတော့ငါမိသားစုလုံခြုံရေးအတွက် ဆော့တဲ့ကစားသမားလားဒီငှက်ချက်လေးကိုမင်းတို့နံပါတ်၁သိထားဘူးလို့အဲ့ဒီတော့မင်းတို့ကြောက်ဝိုင်းတော့နေတဲ့သမားဖြစ်ပြီဆိုလို့ရှိရင်မင်းတို့ကြောက်ဝိုင်းတဲ့ကိုလည်းနေတဲ့သွားပြီနေတဲ့သမားလည်းဖြစ်ပြီဆိုလို့ရှိရင်လူဝထာလေးတစ်ခုရှိရဲမင်းတို့ကြောက်ဝိုင်းကိုရောက်တဲ့အချိန်မှာနော်ဒီကြောက်ဝိုင်းဟာနှစ်ဝိုင်းတွဲဖြစ်နေတာလားတစ်ချက်နော်နှစ်ဝိုင်းတွဲဖြစ်နေတာလားဒီနေ့ကြက်အဆိုင်ကြီးများနိုင်လားဒါလေးကိုမင်းတို့ရောက်ရင်တတိထားရမယ် နောက်ပြတ်တခင်ကြီးရဲ့ငွေကြီးထည့်တဲ့အမောင်းကိုလည်းတစ်ချက်သတိထားမယ်။သူတို့ကြက်တခင်ကြီးအလောင်းစားအပေါင်းနှုတ်လုပ်တဲ့အချက်ကိုလည်းတစ်ချက်သတိထားမယ်။အဲ့တော့အဲ့နောက်မှာဘာတွေရှိလာမုန်းဆိုလို့ချင်းမင်းတို့နှစ်ဝိုင်းကျော်ဖြစ်နေတယ်။တဝိုင်းရှင်းတယ်။တဝိုင်းမရှင်းဘူးဆိုလို့ချင်းမရှင်းတဲ့ဝိုင်းကိုထားခဲ့။ရှင်းတဲ့ဝိုင်းမှာလည်းလည်းထူလောင်။လောင်တဲ့အချိန်မှာကိုကစာရွက်လေးယူတာ။စာရွက်လေးယူတာပြီးတော့ဖောင်းပြက်နေတယ်။ ဘယ်ကဘယ်လောင်လာတယ်ဘယ်ကဘယ်လောင်လာစာရွက်လေးနဲ့ပုံးမယ်အမြဲပါတာအဲ့ဒီမှာအပေါင်းနှုတ်အမြောက်စားအကုန်လုံးလို့ရတယ်အဲ့ဒီမှာရှိတဲ့ငွေကြီးအမောက်ပမာဏကိုလေဘယ်ကျက်နိုင်ဘယ်လောက်ဖြစ်မယ်ဘယ်ကျက်နိုင်တည်ကြမယ်ဘယ်ကျက်နိုင်ဘယ်လိုဖြစ်မယ်ဒါလေးဥတော့အမြတ်ဆုံးရတဲ့အထိကိုမင်းစာရွက်ပုံးပဲယူသွားရမယ်နော်ဒါမှကိုကဘေးကြိတ်ရှိထားရဆိုရင်ဒါမမှားတော့မှာစာရွက်ထဲမှာရတဲ့ရတဲ့ဥစ္စာကိုလည်းချက်ချင်းတန်ကြီးထားမယ်ဒါဆိုရင်မနှုတ်ကောင်လေဟိုပို့ပြီးတော့မနှုတ်အတွက်လုံကြုံတယ်အဲ့ဒီတော့ မင်းတို့ကြောက်ကြက်တော့ဝိုင်းဆိုတာလောင်းရင်အမတန်ပတ်စံနိုင်ဘူးကအမတန်ခက်တယ်အဲနောက်ခုပြောဦးမလို့အမတန်လွယ်ကူတဲ့ကြက်ွက်တွေလေကြက်ဝိုင်းထဲမှာနေ့စဉ်နဲ့မျှသွားလာနေမင်းတို့လှုပ်တဲ့နဲ့တွေ့လာမှာအဲ့တော့မင်းတို့ကြက်ဝိုင်းဟာပထမဦးဆုံးဝိုင်းအရှုံးမဖြစ်ဘူးနံပါတ်1အရေးကြီးဆုံးပဲအဲ့ဒီဝိုင်းမဆုံးဆိုရင်နောက်ဝိုင်းနိုင်တယ်အဲ့နေ့တွက်ဆိုတဲ့နေရာမှာဝိုင်းကြီးမှာနေ့တွက်က2သိန်း3သိန်းလို့ဥဆောင်တတ်မှတ်ထားတယ်ဝိုင်းသေးမှာနေ့တွက်က 8000တသိန်းတသိန်းခွဲဒီလောက်တက်မှတ်ထားတယ်မင်းတို့ဒီလောက်ရပြီဆိုကျင်납ပြီလားဒါဆိုရင်ပထမဝိုင်းကိုညံအောင်ကျူးသားရမယ်ဟုတ်လားအဲ့ဒီတော့အဲ့တော့မင်းတို့လေတဲကိုသွားလုံနေတယ်လေတဲကိုသွားလုံနေတယ်ဆိုလို့ချင်းဒါတနေ့မှနော်နေစားလိုက်တယ်တနေ့မှ1000တောင်း2000ဒီလောက်ရတာအဲ့တော့ဒီမှာနေ့တွက်နေ့ကို8000တသိန်းတသိန်းခွဲရှာမယ်ဒါမှမဟုတ်အကြီးအန်းအုပ်စုရှိရဲ့2သိန်း3သိန်းရှာမယ်ဆိုလို့ချင်းဒါဒီနီလေးတွေကပိုကောင်းတယ်အဲ့တော့ဥတော်လို့ချင်းဒါ ဒီအနှစ်စိတ်30ရှိပြီဒီနည်းနဲ့ပဲလမ်းသွားဒါဆိုဥပဒေအောင်ချမ်းသာပြီလားမချမ်းသာတော့မချမ်းသာဘူးလူတန်းစီတော့နေနိုင်တယ်ဘာဖြစ်လို့စာရွက်နဲ့ဘိုးဘွင်ပါနေတယ်ခေါင်းပါတယ်နော်အဲ့တော့ဝိုင်းအနေထားတည်တယ်ဟဲ့လားအတူထောက်အမြဲတမ်းလှုပ်တယ်ပိုင်တဲ့ဝိုင်းဆိုရင်ထူလောင်လိုက်အဲ့ဒီဝိုင်းလေးကိုရက်ထားလိုက်ထူလောင်ပြီးအပေါ်ကြီးပြီးတဲ့ကြက်တွေရှိတော့ဒါဥပဒေအောင်လို့ပညာပေးတဲ့လူလည်းဥပဒေအောင်လည်းချုံတယ်မင်းတို့လည်းချုံပါပဲငါဥပဒေအောင် မချုံဘူးလားအခုတောင်းလေချုံတာဘောကအပေါ်သေးထွက်ပြီးတဲ့ကြက်ဒီကြလို့ချင်းတန်းချုံတာဘောအဲ့တော့တသိန်းတထောင်လူပါလိကြလို့ချင်းအကျိုးထောက်လောက်ရမယ်အဲ့တော့နီးတော့ချဘူးကြက်သမားတယောက်ဖြစ်ဖို့ပါသူဆိုရင်တော့ဝိုင်းနေထားတည်ရမယ်ကြက်တခင်ဒီလောင်းမလောင်းနဲ့ကြက်တခင်ဒီငွေထက်မထက်နေထားတည်ရမယ်နောက်ကြက်ဝိုင်းမှာပတူတွေထူလောင်းနေဘဝတွေထူလောင်းနေမဖြစ်နိုင်တဲ့ထူလောင်းွက်တွေရှိနေတယ်ဒါလေးဆိုရင်မင်းတို့သတိထားဖို့လူတွေ စာရဲစာရန်အဓိကပါမယ်နော်အဲ့တော့မင်းတို့ခုနပြင်ပမှာနေသားလောက်သားတဲ့ဓာလူရှင်ဒီဝမ်းကိုနေတိုင်းတွားနေပြီဆိုရင်ကလေးတို့အနေနဲ့ကြက်ကိုတီရှာပြီးပြင်ပိုင်နိုင်တဲ့ကြက်ခမ်းမျက်လုံးနဲ့ပေါ့ရောက်တဲ့ခံကြမှာဝင်လောင်းမမတေးကြရင်လုံးဝတကြက်တပြားမှမလောင်းရဘူးဝိုင်းနေမယ်ထင်လို့ရှိရင်နေတဲ့လျှောက်ကြည့်ရမယ် နော်ကာကုံတော့မလို့နေရွယ်ပုံမှန်ဖြစ်တဲ့ကစားသမားဖြစ်မယ်အဲ့လိုနေရွယ်ပုံမှန်ဖြစ်တဲ့ဆိုလို့ရှိရင်မင်းတို့လည်းနေစဉ်နဲ့များဦးရှာပြမလို့အကျူထောက်ကတော့ဘယ်နည်းနဲ့ဖြစ်ဖြစ်တသိန်းတထောင်လုံးဝကျူရမယ်ဘာလို့မကျူအောင်ကျူတဲ့အတွက်ကြောင့်တိအိကကပိတ်နေတယ်မကျူလို့ရှိရင်ဒီလိုရဟုတ်တော့ဟုတ်ကုန်ဖြစ်တယ် လိษံဟလာတောက်ချက်မရှိဘူးเนาะသူခမိန်ဝတ်ထားမှမဟုတ်ပစိုးဝတ်ထားမှမဟုတ်เนาะအဲ့တော့သူပတော်တစကျမ်းမာကြီးရောက်မယ်ဖြစ်ဖြစ်သူစိတ်သဘောထားမတိုက်တန်ဘူးပဲဖြစ်ပြီးသွားရင်ရှုံတတ်တယ်เนาะအဲ့တော့တသိတောင်းကြည့်ဘာမယ်ဟလာလေးရွက်လောက်စားရင်လူကြီးဒီလောက်လေးတော့ទីထားမှုလူတွေကလေးလူဟလာเนาะအစ်စ်သမားတော်တော်များများကြက်မာတာကိုကြောက်ကြအဲ့တော့ဒီမာတယ်ဆိုတဲ့ကိစ္စမှာမာချင်းအမျိုးမျိုးရှိတယ် နော်အဲ့တော့ကြက်နူးပေါင်းနဲ့မာတာလားနော်ဝိုင်းညာလို့မာတာလားခန့်လုံးလို့မာတာလားအဲ့ဒီမှာမာတဲ့အထဲမှာမာတော့တော်တော်ဆိုးရဲမာနေစီတည်းဒီလူအတောင်ပခုံးနှစ်ဖက်မှာမာကိန်နေထိတ်နေပြောင်းနေရမာနေရဲ့အမဒီအဲ့ကြက်ဆိုရင်တော်တော်ဆုတ်ပါနော်တော်တော်ဆုတ်လို့မာအဲ့တော့တချို့သူဝိုင်းထဲမှာခါခဏကြက်မာလို့မာလို့ရအဲ့တော့ဥတော်ဖာမှာရှိတဲ့ကလေးတွေဥတော်တခုပြောတာမယ်ကြက်မာတယ်ဆိုတာဥတော် တိယပေါ့နော်ခံလို့မှာဒီပခုံးမှာတော့တော့စုံလို့မှာဝိုင်းညာလို့မှာနော်အဲ့တော့မာတာကိုဥတော်ဝိုင်းနေကလူတက်သမားတော်တော်များများကြောက်ကြတယ်တားတို့ကလည်းကြောက်အောင်မလားအဲကြောက်အောင်မဲ့အခန်းတော့ရှိတယ်အဲ့ဒီမှာကြောက်အောင်မဲ့အခန်းရှိတယ်ကြောက်အောင်မဲ့အခန်းမရှိဘူးဘာဖြစ်လို့လဲတော့ကျက်အဲ့ဒီမာတဲ့ကျက်ကဥတော်တို့စိတ်ထဲမှာတဆုံလို့မှာခံလို့မှာဒါချင်းချင်းလေးပဲ ဟဲ့လားဥမာပေါ့ဒီမှာဒီမှာပေါ့လက်မျိုးတစ်ချောင်းနဲ့လက်ကိုနော်ဟိုဥမာဘွားတာဟိုတခုခုပြောရရင်တော့ဒါဟိုတန်ပိုင်းတခုဖြစ်မှကြောက်လို့အဲ့တော့ဒီမှာဒါတန်မဲထားလိုက်တော့ပေါ့ဒီအချွန်ပါတယ်အချွန်ပါတယ်ပတ်ထုံးမိတယ်ဒီမှာတွေးထွက်တန်ကိုဖြစ်တယ်ဒါဆိုရင်ဒါခိုင်းပြီလို့အဲ့ခုနမာတဲ့ချက်ကပြောင်းနေအမွေးကြီးကိုလည်းသွားအဲ့ဒါခိုင်းပြီလို့တဖြည်းဖြည်းနဲ့တက်သားကြီးတက်ပြီးမာနေတာဟုတ်ပလားမခိုင်းမိဘူးနားမလားအမွေးကျွတ်မလားမကျွတ်ဘူးနော် အဲ့တော့မင်းတို့မာရဲကြက်ကိုကြောက်တယ်ကြောက်တယ်နဲ့ဥပဒေဖာမှာရှိရအောင်တက်လာမယ်ကလေးတွေမာရဲကြက်ကိုကြောက်ရမယ်မကြောက်ရဘူးမကြောက်ရဘူးဆိုတာအဲ့ဒီမာနေတာနှုတ်ပြီးမာနေတာကတို့ကြက်တက်ကောင်းပြီးမာနေတာကဝိုင်းညာပြီးမာနေတာကဒါလေးကိုမင်းတို့သိရမယ်ဝေခွဲလေးဝေခွဲပြီးသိရမယ်အဲ့တော့ကြက်တကောင်မာတယ်ဆိုတာဥပဒေတော့ မာရဲဆိုတာစုတ်လို့မာတာခံလို့မာဝိုင်းမြလို့မာဥကောင်းစဉ်ကြက်ကိုကိုကြက်အယိုးကြီး6ဝဲကြက်သက်ကောင်းမယ်မိုင်ချိမယ်ဒါဆိုရင်ဒီကြက်အမာကြီးကိုဒါကြောက်ရမလို့ဘာဖြစ်လို့ဒီကောင်းဒီတလောက်ပြောင်းထုံးမာနေမှာတော့ခံစုတ်လို့မာအဲ့တော့ဥကောင်းဖမ်းမှာရှိတဲ့ကလေးတွေဘေးကြက်တမားကြီးမာရဲကြောက်ကြောက်ကြောက်တော့ကြောက်ရမယ်ကြက်သက်တီးရမယ်ကိုကြက်ရဲ့အယိုးကြီးခိုင်ခန့်မှုကြက်သက်ကောင်းမှု နော်အလုံးစုမှုဒါလေးကိုတီးပြီးတော့ခုနမာတဲ့ချက်ကိုဂျွေးပြီးပို့တိုက်လို့ရှိရင်ဒီလိုပြောင်းတဲ့ချက်ကိုဂျွေးပို့တိုက်လို့ရှိရင်ဒါဆိုရင်မင်းတို့ကလွယ်လွတ်တကူနိုင်နိုင်တယ်အဲ့တော့ချက်ဆိုတာမာတိုင်းကြောက်လို့မရဘူးအစိုးရမာရင်ဝိုင်းထဲမှာကြီးရှိရင်သူစားဝါမလို့ထင်တယ်ဒါနဲ့တကယ်ထိရောက်တဲ့အလုပ်တွေလုပ်လိုက်လို့ရှိရင်အဲမာတဲ့ချက်ကမာလို့မရတော့ပျော့ပါတယ်ဟဲ့လားအဲ့တော့ပူတော်ခံရှိတဲ့ကလေးတွေကတော့မာတိုင်းကြောက်ပြမရှိဘူး ဘာဖြစ်လို့ဟိုကဂုံကြီးတွေကြက်တက်တွေနှုတ်ပြီးမာတာတွေဝိုင်းများလို့မာတာတွေတည်ပြီးမာတာတွေဒါတွေတော့နားလည်ဘူးလို့ကဲအဲ့တော့ဥရောဖာမာကြီးတဲ့နောင်တက်လာမဲ့ကြက်သမားပေါက်တာတွေမာတဲ့ကြက်ကိုကိုကြက်ဂုံကောင်းတယ်အလုတ်ကောင်းတယ်ကြက်ဥကြက်တက်ချီရဲဒါဆိုရင်တော့ဒီလိုမာတဲ့ကြက်တွေပဲဒီကဥကောင်းကတော့မိုင်မာတဲ့ကြက်ပဲလိုက်ချတာ မာတဲ့ကြက်ကူပဲတိုက်တာများဟုတ်လားမာတိုင်းကြောက်စရာမလိုပါဘူးဟုတ်လားနော်